ပဲခူးတိုင်းပထောင်မြို့နယ်ရှိကာကွယ်ရေးပစ္စည်းစက်ရုံကပါဆတ်16အနီးမှာမြောက်ဖက်ကုန်းကြီးရွာနီးတဝိုက်မှာအာရခတ်တက်တော်အေအေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီကအာရခတ်တက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တက်တွေတင်ပိုက်ထားတဲ့ point 63လုံးစခန်းကုန်းဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်မတုံချောင်းရဲ့တစ်ဖက်ချမ်းမြောက်ဖက်ကုန်းကြီးရွာနီးမှာလည်းလက်နက်ကြီးစခန်းတွေပြုလုပ်ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ် အဲ့ဒီမြောက်ဖက်ကုန်းအနီးမှာရှိတဲ့လက်နက်ကြီးစခန်းတွေကိုအာရခတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကလက်ရှိမှာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေကိုမသိရသေးပေမဲ့စစ်ကောင်စီတပ်ဟာတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရှိတဲ့သူတို့ချို့ကိုကပါစာ76စက်ရုံကိုပို့ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်။ AA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေတင်ထားတဲ့0.66စခန်းကုန်းကို ပြန်ပြီးထိုးစစ်ဆင်မှုစစ်တပ်ခမြောက်ဖက်ကုန်းကျေးရွာမှာလက်နက်ကြီးစခန်းတွေချထားတယ်လို့ပြောတယ်။အဲ့ဒါကို A နဲ့ပူအောင်တပ်တွေကပြန်ပြီးထိုးစစ်ဆင်နေတယ်။တိုက်ပွဲတွင်းမှာတော့စစ်တပ်ကကြာဆုံးတွေအများကြီးပဲရှိတယ်ဗျာ။အရက်ခတ်တက်တော် AA နဲ့ပူပေါင်းမဟာမိတ်တက်တွေဟာရခိုင်ရိုးမတောင်နန်းတလျှောက်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရခိုင်ရိုးမအောက်ကိုဆင်းလာကစစ်ကောင်စီတက်ရဲ့ကပ္ပဆ6နဲ့ကပ္ပဆ16စစ်ရုံကိုဖိအားပေးတိုက်ခိုက်လာနေတာလဲ ဖြစ်ပါတယ်လက်ရှိအေအေနဲ့ပူးပေါင်းတက်တွေရောက်ရှိနေတဲ့နေရာနဲ့ကပ္ပဆာ16ဆက်ယုံဟာ6မိုင်ကန်တာကွာဝေးတော့တာဖြစ်ပြီးစစ်ကောင်စီတက်ဟာလည်းအဲ့ဒီကပ္ပဆာ16တွင်းမှာတက်ပြန်လည်ဖွဲ့စည်းကအင်အားစုဖွဲ့မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ကပ္ပဆာ16ဆက်ယုံကစစ်တကအင်အားတွေစုဖွဲ့နေပြီးတော့ကားကြီးတွေနဲ့လည်းအင်အားတွေရောက်ရှိနေတယ်တချို့ပစ္စည်းတွေကိုလည်းစိတ်ဝါနေရွှေပြောင်းနေတယ်အဲ6နဲ့16ဆက်ယုံကိုတော့စစ်တကအင်အားတွေ အဆမပြေပို့နေတယ်ဘကိုးတိုင်းပရောင်မြို့နယ်အုပ်ရှိပင်မှာတော့ကပ္ပစ56 6နဲ့16ဆက်ယုံတို့တည်ချီပြီးကပ္ပစ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်ဖို့နှိကက်ထားကြောင်းအေအေနဲ့ပူပေါင်းတက်တွေဟာကပ္ပစ6ဆက်ယုံအနီးကိုစကြောင်းတစ်ကြောင်းနဲ့ကပ္ပစ16အနီးကိုစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းနှစ်ကြောင်းနဲ့အတူစစ်မျက်နှာနှစ်ခုဖွင့်ပြီးထိုးစစ်စင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်